။ခေါင်းကိုင်းလာတတ်ကအရေးပေါ်ကျမ်းမာရေးပြဿနာတစ်ခုမဟုတ်ပါဘူး။ဖိလိဖိတာရှိရဲ့ကျမ်းမာရေးပြဿနာဆိုပေမဲ့တနည်းတာလုံဆောင်မှုတွေကိုကောင်းကောင်းအာရုံမစိုက်နိုင်တော့အနှောင့်ယှက်ဖြစ်စီတော့အမှန်ပဲဖြစ်ပါတဲ့။ဒီလိုမျိုးခေါင်းကိုင်းတဲ့အခါမှာအာရုံစုစည်းမှုခတ်တယ်လို့လုံနေကြကိစ္စတွေလုံးဝပဲလုံဆောင်မှုခက်ခဲတာတော့အမှန်ပဲဖြစ်ပါတယ်။ခေါင်းကိုင်းလာတဲ့အခါမှာစေးလည်းမတောက်ချင်ဘူး။ဒါပေမဲ့အချိန်တိုအတွင်းတတဆီချင်းနေဆိုတဲ့သူလေးရှိလားမသိဘူးနော်။ ရှိရဆိုရင်တော့ဒီပြိုလေးကိုအဆုံးလေးကြည့်စီချင်ပါတယ်။ဒီပြိုလေးထဲမှာခေါင်းကိုက်တောင်တတစီဖို့အတွက်ဘာတွေစားပြရမလဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ကောင်းကိုင်းနေဆိုတာကဥယေပြစိနေဆက်နဲ့ဇတဝဲမှာခံစားရတဲ့တတော်တူတာမရှိတဲ့အနေအထားတစ်ခုပါခေါင်းတဝဲကကြက်သားရင်နားတလူမျိုးလည်းခံစားရနိုင်ပါတယ်ဇာတိဥတို့အပြောင်းလဲကဖိန်းနဲ့အယ်ကိုဟောများသွားတာရေဓာတ်နေတာအစာအစာတွေအချိန်မပြေဝတာတွေကြောင့်ခေါင်းကိုင်းနိုင်ပါရဲ့ရှင် ဒီတော့ခေါင်းဝိုက်သက်သာစေဖို့အတွက်ဘာတွေစားပြရမလဲဆိုတော့ကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်နော်ပထမတစ်မျိုးကငပြောသီးစားပါခေါင်းရံကိတ်နေပြီဆိုရင်ခေါင်းကိတ်လာတက်တာစီဖို့အတွက်ငပြောသီးစားပေးလို့ရပါတယ်ငပြောသီးမှာမက္ကနီဆီယမ်နဲ့ပိုတက်ဆီယမ်ညီချွေးွားတာကြောင့်ခေါင်းကိတ်တာကိုတက်တာစီဖို့အတွက်အထောက်အကူပေးနိုင်ပါတယ် ခန္ဓာကိုယ်မှာအေအာပြည့်ဝစေဖို့လည်းထောက်ကူပေးပါတယ်။နောက်တစ်ချက်ကငပြောသေးပါဆိုရင်ရေဓာတ်က84ချာကနုံအောင်ပါဝင်နေရပဲဖြစ်ပါရဲ့ရှင်။နောက်တစ်ချက်ကတော့ရေတောက်ပါနော်။ခန္ဓာကိုယ်မှာရေဓာတ်လိုအပ်နေရင်လည်းခေါင်းကိုက်တတ်ပါတယ်။ဒါကြောင့်ခေါင်းကိုက်လာရင်အမြဲဆုံးဂီတခွက်လောက်တောက်ပေးပါ။ရေအေးအေးလေးတောက်လိုက်တာကကိုရင်းကလိုအပ်တဲ့ရေဓာတ်ကိုဖြစ်ပေးရရောက်တယ်လို့ခေါင်းကိုက်တာကိုလည်းတတစီမှာပဲဖြစ်ပါတယ်။ဒါကြောင့်ခေါင်းကိုက်လာပြီဆိုလို့ရှိရင်တော့ရေဝါးဝါတောက်လိုက်ပါနော်။ နောက်တစ်ချက်ကတော့ဖယဲသီးပါဖယဲသီးကရေတက်ကျော်ရတာကိုအားလုံးသိပြီးသားပဲဖြစ်မှာပါဖယဲသီးကရေတက်ဘလောက်ထိကျော်ရလဲဆိုရင်ဒီအသီးမှဆင်းပေါ့နော်ရေတက်က60နှစ်ရာခိုင်နှုန်းအထိပါဝင်နေပါတယ်ခေါင်းကနေအချိန်မှာဖယဲသီးစားပြီးတာကခန္ဓာကိုယ်ရေတက်ဖြစ်ပြီးပြီးတော့ခေါင်းကိုက်တောင်ထိထိရောက်ရောက်သက်သာစီမှာပဲဖြစ်ပါတယ်နောက်တစ်မျိုးကတော့အဆိပ်အဆံနဲ့အခုံမာသီးပါအနေနဲ့နဲ့မက်ဂနီဆီယမ်ကြီးကျော်ရတဲ့အဆိပ်အဆံတွေနဲ့အခုံမာသီးတွေကခေါင်းကိုက်တောင်သက်သာစီနိုင်ပါတယ်ခေါင်းကိုက်လာပြီဆိုရင်ဖယုံစိနေကြ ဈေးတို့ကိုစားပြလို့ရတယ်လို့အမွန်ဈေးတကြသည်တို့ကိုလည်းစားပြလို့ရပါတယ်။မဂနီဆီယမ်ကြိုဝှမှုကခေါင်းခိုက်တောင်တက်တာစီဘောအတွက်အထောက်အကူပေးနိုင်မှာပဲဖြစ်ပါရဲ့ရှင်။နောက်တစ်မျိုးကတော့ကော်ဖီပါ။ခေါင်းရံခိုက်လာပြီဆိုရင်ကော်ဖီတစ်ခွက်လောက်တောက်ပေးတာကလည်းညီလန်ကောင်းပဲဖြစ်ပါရဲ့။ကော်ဖီပပွေးလေးတစ်ခွက်ကစိတ်ရောကိုယ်ပါနန်းစံတကြစီနိုင်တယ်လို့ခေါင်းခိုက်တောင်လည်းတက်တာစီနိုင်ပါတယ်။ကော်ဖီမှာပါတဲ့ကဖိန်းကခေါင်းခိုက်တက်တာစီဘောအထူးရောက်ဆုံးထောက်ပံ့ပေးမှာပါရှင်။နောက်တစ်မျိုးကတော့ချောကလက်ပါနော်။ခေါင်းခိုက်တောင်တက်တာစီမဲ့နောက်ထပ်စားစရာတစ်ခုကတော့ချောကလက်ပဲ ဖြစ်ပါတယ်။ချိုကလက်ကစိတ်ကစားမှုကောင်းစေတယ်လို့ခေါင်းကိတာတွေတက်တာစေဖို့လည်းထိထိရောက်ရောက်အကူအညီပေးနိုင်ပါရဲ့ရှင်။ဘာသမီးကတော့ berry tea ပဲဖြစ်ပါတယ်။တတိုးဆက်ရည်ပစ္စည်းတွေကျွင်သွားတဲ့ berry tea တွေဖြစ်ကြတဲ့ strawberry, blueberry တွေကခေါင်းကိတာကိုတက်တာစေဖို့အတွက်အထောက်အကူပေးနိုင်ပါရဲ့ရှင်။နောက်ဆုံးတစ်မျိုးကတော့ daging ပဲဖြစ်ပါတယ်။ daging ကရေဓာတ်တွေပါဝင်တယ်လို့ calcium နဲ့အချို့ပြပဒီရတွေပါဝင်နေတာကြောင့်အစာချေစနစ်ကိုကျန်းမာစေပြီးတော့ဝမ်းမံစေနိုင်တယ်လို့ခေါင်းကိတာကိုလည်းတက်တာစေနိုင်ပါတယ်ရှင်။ခေါင်းကိ နေပြီဆိုရင်အချိန်တော်တွင်းတတစီဖို့ဘာလို့စားပြရမလဲဆိုတော့ဟိုတည်သွားကြပြီလို့ထင်ပါရဲ့နော်ညီမပြူလူအဆုံးလေးကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါရဲ့ love you ဒီမှာပြန်တွေ့ကြပါရှင့်